ားလုံးပဲမင်္ဂလာပါဆိုမိမှကျန်လုံကနေကြိုဆိုပါဤမေ2025ကျုံတိုးတိုက်ပွဲအတွင်း DKBA ဘူပိဦးစီးအဖွဲ့ကစစ်ကောင်စီတပ်ကိုအကူအညီပေးနေဟုပြောဆိုပါသည်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကို DKBA ဘူပိဦးစီးသည့်အဖွဲ့ကအကူအညီပေးနေသည်ဟုတော်လန်ရေးတရင်ရေးမြစ်တို့ထံမှ သိရပါသည် ော့ကရိတ်ကြုံဒိုလန်မိုင်းတလျှောက်ရှိစစ်ကောင်စီစခန်းများကိုအေပီလာဆန်ပိုင်းကစပြီးတော်လန်ရေးပူးပေါင်းတပ်တို့ကတိုက်ခိုက်ခဲ့ရာဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလမ်းပိုင်းရှိ90ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်နိုင်ခဲ့ပါသည်။လက်ရှိတွင်ကြုံတိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန်တော်လန်ရေးပူးပေါင်းတပ်တို့ကဝင်းရံပိတ်ဆို့ထားတော်လဲနေမြေခံအဖွဲ့ဖြစ်သည့်ဘူပိ WC DKBA အဖွဲ့က စစ်ကောင်စီတပ်ကိုဝင်ကူးတိုက်ခိုက်ပေးနေသည့်အတွက်ရည်မှန်းထားသည့်ခီးမရောက်ခဲ့ဟုကော့ပိုရိတ်စစ်မြေပြင်ရောက်တော်လှန်ရေးတရင်အရေးမြစ်တို့ကပြောခဲ့သည်။လက်ရှိကော့ပိုရိတ်ဂျုံဒိုးလန်းပိုင်းကိုတော်လှန်ရေးဘက်က90ရာခိုင်နှုန်းကျော်ကျော်ကိုထိန်းချုပ်နိုင်ခဲ့ပြီးတချို့နေရာတွေကစစ်ကောင်စီဘက်ကကင်းပုံးတွေတော့နည်းနည်းကျန်ရှိနေသေးတယ်လို့သိရပါသည်။ဂျုံဒိုးမြို့ကိုအချိန်နှဲငယ်နဲ့တိမ့်ပိုက်နိုင်ခြေရှိပေမဲ့ နေမြေခံလက်နက်ကင်အဖွဲ့တွေကြောင့်ခရီးမရောက်ခဲ့သေးဘူးလို့အရာရှိသတိကားကပြခဲ့ပါသည်ကွန်ကရစ်ဒေသမှာအခြေစိုက်နေတဲ့ DKBA အဖွဲ့ကစစ်ကောင်စီဘက်ကနေဝင်ကူးပေးနေသည့်အတွက်ကြောင့်ကျွန်တော်တို့ခရီးမရောက်ခဲ့တာလို့တော်လန်ရေးသမားတွေက ပြောပါသည် GKBA ကအင်အားရာချီနဲ့ဝင်တိုက်ပေးနေတယ်လို့သိထားတယ်ဟုတော်လန်ရေးသတင်းမြစ်တအူးကပြောခဲ့ပါသည် ကြုံတို့မျိုးတိမ့်ပိုက်တိုက်ခိုက်ခံရမည်ကိုကြောင်းလန့်နေသည့်စစ်ကောင်စီကကြုံတို့မျိုးအခြေဆိုင်ခမရ940ငါခမရ946တက်ရင်ရှိစစ်ကောင်စီတပ်သားတို့ကဗိုလ်ပြီး VCD GKBA အဖွဲ့နှင့်ပူးပေါင်းပြီးကြုံတို့ကပရိတ်လမ်းပိုင်းနှင့်အနီးအနားရှိကျေးရွာများကိုပြန်လည်ထိန်းချုပ်နိုင်ရန်အင်အားရကြီးရှိသည့်စစ်ကြောင်းနှစ်ကြောင်းခွဲကမေလဆန်းကစပြီးစတင်ထွက်ခွာလာခဲ့ကြပါသည် အဆိုပါစစ်ကြောင်းများကိုတော်လန်ရေးပူးပေါင်းတပ်တို့ကကြားဖြတ်တိုက်ခိုက်ခြင်းပိတ်ဆို့တိုက်ခိုက်ခြင်းကြောင့်အထိနာခဲ့ပြီးကြုံတို့မျိုးရှိမိမိတည်ရင်းများကို ပြန်လှည့်သွားခဲ့ကာလက်နက်ကြီးများဖြင့်လမ်းပစ်ခတ်နေသည်ဟုသိရပါသည်ဒီရပိုင်းတွင်းမှာပဲကြုံတို့မျိုးမှာရှိတဲ့945 946ကနေစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော်လန်ရေးတို့ဘက်ကိုထိုးလာခဲ့ပါသည် ဒါပေမဲ့တော်လန်ရေးဘက်ကလည်းပြန်တိုက်ခိုက်တိုက်ခိုက်ခဲ့ပြီးအသေးအကြောက်များသွားတော့သူတို့နောက်ပြန်ဆုတ်သွားတယ်လို့သတင်းသိရပါသည်945 946ကိုပြန်ရောက်တော့လက်နက်ကြီးနဲ့အခုထိလှမ်းပစ်နေတယ်ဟုအထက်ပါတော်လန်ရေးသတင်းရင်းမြစ်ကပြောခဲ့ပါသည်လက်ရှိကြုံတို့နီးတဝိုက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးလက်နက်ကြီး drone များဖြင့်ဖြစ်ခတ်တိုက်ခိုက်ခြင်းနေရင်ဖြင့် ဘုံကျဲတိုက်ခိုက်ခြင်းများဖြစ်ပွားနေစေဟုကျုံတို့မျိုးအနီးရှိနွားချံကုံရွာခံတအူးကပြောပါသည်ကျုံတို့အနီးတဝိုက်ကတိုက်ပွဲမဖြစ်ခင်ကတည်းက BCL ဂိတ်တွေရှိနေတယ်တိုက်ပွဲဆဖြစ်တဲ့နေ့ကလည်းအဘက်တွေကထိတွေ့မှုအစောဆုံးဆဖြစ်ပြီး နေရင်တန်တိတ်နေတာနှစ်ရက်လောက်ရှိပြီးဒါပေမဲ့ 945946ပတ်မှာတိုက်ပွဲဖြစ်ပွားနေတာမျိုးတော့ရှိတုံးပဲလက်နက်ကြီးပစ်ခတ်တန်တွေလက်နက်ကြီးကြားရောက်ပောက်ကွဲတန်တွေတော့ကြားနေရသည်ရွာတွေမှာရွာဆောင်အနေနဲ့လူနေနေပဲကြံနေသည်ဟုနွားချံကုံရွာကအမျိုးသားတအူးစီကနေတဲ့င်းရထားပါသည် ကျုံတို့တိုက်ပွဲကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNO ၏မွန်တော်လန်ရေးအဖွဲ့များဖြစ်သည့်မွန်ပြည်တပ်ပါတီ NMS PD မွန်ပြည်လွတ်မြောက်ရေးတပ်တော်နှင့်တော်လန်ရေးပူးပေါင်းတပ်တို့ကဖော်ဆောင်နေကြောင်းသိရပါသည်မြန်မာနယ်စပ်တလျှောက်အမီမဖော်နိုင်တဲ့လေရင်ပြန်တမ်းမှုကြောင့်ထိုင်းလေတပ်ကဂျက်တိုက်လေရင်တွေအေးပေါ်စေလို့အမီမဖော်နိုင်တဲ့လေကြောင်းလှုပ်ရှားမှုတွေ့ရှိရပြီးနောက်ထိုင်းနိုင်ငံကမေလ6ရက်မှာမြန်မာနယ်စပ်တလျှောက် ဇက်တိုက်လေရင်နှစင်းဆေလုခဲ့တယ်လို့တော်ဝင်လေတက်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုကိုးကားပြီးတဖြည်းဖြည်းစသတင်းဌာနကဖော်ပြပါသည်ထိုင်းနိုင်ငံအနောက်ပိုင်းကန်ချန်လန်ပူရီပြည်နယ်ရှိမြန်မာနယ်စပ်အနီးအမည်မဖော်နိုင်တဲ့လေရင်တစင်းကိုကြားဖြတ်ဟန်တားဖို့တော်ဝင်ထိုင်းလေတက်ဖွဲ့ဟာနာခွန်ဆောင်ဝန်ပြည်နယ်မှာ၁၆ဇက်တိုက်လေရင်နှစင်းဆေလုခဲ့တယ်လို့လေတက်ချုပ်ပရာပတ်စွန်ချိုင်က ပြောပါခဲ့ပါသည် ိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပြီးခဲ့တဲ့လတွေအတွင်းမြန်မာစစ်တပ်ကိုတိုက်ခိုက်လျက်ရှိရာမြန်မာနိုင်ငံမြောက်ပိုင်းမှာပြိပခပြင်းထန်နေစဉ်ယခုဖြစ်စဉ်ဖြစ်ပွားခဲ့တာပါလို့သိရပါသည်တိုက်ပွဲတွေကြောင့်ထောင်ချီတဲ့ပြည်သူတွေအိုးအိမ်ဆုံးခွာခဲ့ရပြီးထိုင်းနိုင်ငံတွင်သို့ပြိပခတွေပြန့်နှံ့လာမှာကို ထိုင်းနိုင်ငံစိုးရိမ်မှုတွေမြင့်တက်လာပါတယ်လို့လည်းသိရပါသည်။ကျန်းဖတ်သမား CNE CNF တပ်ဖွဲ့က CP ကိုမိုင်းခွဲခြုံကိုတိုက်ခိုက်မေလ9ရက်2025ယနေ့ဧပြီလ9ရက်နေ့တွင်ကမ်ပလတ်ရဲဘော်အချို့များတာဝန်နှင့်ခီးသွားနေကြဆိုတွင်ဖြေဤပြန်ပူကြီးဥဆောင်တဲ့ကျန်းဖတ်သမား CNE CNF ပျောက်90လောက်ကကမ်ပလတ်မြို့နယ်အတွင်းမိုင်းခွဲခြုံကိုတိုက်ခိုက်ခဲ့ကြကြောင်းသိရှိရပါသည်။ အကြမ်းဖက်သမားစီရင်ဤစင်နက်တပ်ဖွဲ့တို့ဤမိုင်းခွဲခြုံကိုတိုက်ခိုက်ခဲ့ခြင်းကြောင့် CB အဖွဲ့ CDF ကန်ပါလက်ရဲပေါ်များဒဏ်ရာရရှိမှုရှိမရှိတေချာမသိရှိရသေးပေစုံစမ်းနေစေဖြစ်ပါသည်ယခုလိုစက္ကစကင်းစင်ပြီးသောဒေတာမှာအကျန်းဖက်သမားစီနီ GNF တပ်ဖွဲ့များဤမိုင်းခွဲခြုံကိုတိုက်ခိုက်ခဲ့ခြင်းဟာနှွေးဦးတော်လန်ရေးကိုတစ္ဆာဖောက်တဲ့လုပ်ရဖြစ်ပါကြောင်းချင်းနိုင်ငံရေးလေးလာတုံးတက်သူတို့ကပြောဆိုထားပါသည် ိုင်းပြည်ဗန္နာငွေကို အကြိုက်ဆုံးတိစောက်ထားသည့်အကြမ်းဖက်စစ်တပ်ကို၄နှစ်သား PDF တပ်များကဖိအားပေးတိုက်ပွဲဝင်ပြီးအောင်ပွဲများရရှိနေဟုအမျိုးကြီးဝင်ကြီးချုပ်ပြောဆိုမြန်မာနိုင်ငံမှတိုင်းပြည်ဗန္နာငွေကိုအကြိုက်ဆုံးတိစောက်ထားသည့်အကြမ်းဖက်စစ်တပ်ကို၄နှစ်သား PDF တပ်များကဖိအားပေးတိုက်ပွဲဝင်ပြီးအောင်ပွဲများရရှိနေဟုမြို့သားညီညွတ်ရေးအစိုးရ၏ယူဂျီဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောဆိုလိုက်ပါသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း၄နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းတွင်ကယူဂျီဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကအထက်ပါအတိုင်းထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်ယနေ့ PDF တပ်များဖွဲ့စည်းမှု၄နှစ်ပြည့်မြောက်ချိန်တပ်ဖွဲ့များတနိုင်ငံဖွဲ့စည်းထားပြီးစနစ်ကျစွာဖြင့်စီမံခန့်ခွဲလျက်ရှိကြောင်း၄နှစ်သား PDF က အင်အားကြီးမားသည်ဆိုသောအကျန်းဖက်စစ်တပ်ကိုဖိအားပေးတိုက်ပွဲဝင်နိုင်သည့်အပြင်အောင်ပွဲများပါရယူနေပြီဖြစ်ကြောင်းဤ UG ဝင်ကြီးချုပ်ကဆက်လက်ပြောဆိုပါသည်နှစ်ပေါင်းများစွာတိုင်းပြည်ဗန္ဒာငွေကို အကြိုက်သုံးပြီးတိစောက်ထားတဲ့ အကြမ်းဖက်စစ်တပ်ကို၄နှစ်အတွင်းငါတို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေရဲ့ရဲစွမ်းတတိနဲ့ခုခံကာကွယ်တိုက်ပွဲဝင်ခဲ့ကြတာဘလောက်အတိုင်းအတာအထိ အောင်မြင်မှုတွေရနေပြီလဲဆိုတာရဲဘော်တွေအားလုံးမျက်မြင်ကိုတွေ့ပဲဖြစ်တယ်ဒီအောင်ပွဲတွေမှာငါတို့နဲ့အတူတသွေးတသားတွေရက်တီတိုက်ပွဲဝင်ပေးခဲ့ကြတဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးတပ်တွေကိုလည်းမေ့ပစ်ထားလို့မရဘူးဒါကြောင့် တတိနှစ်ပတ်လည်နေ့မှာကျေးဇူးတင်ကြောင်းခဲ့သွင်းပြောကြားလိုတဲ့အဆိုပါအဖွဲ့တွေရဲ့ပူးပေါင်းပါဝင်မှုကလည်း PDF တမတော်တွေရဲ့ခွန်အားတရဖြစ်ခဲ့တယ်။ခု AUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုပါသည်မြန်မာတိုင်းနိုင်ငံသားမက ကဘာတဝန်းမှမြမပြည်သူများဤပါဝင်မှုနှင့်အတူ PDF တက်များကြီးထွားပြီးပြည်သူတက်မတော်အဖြစ်အတွင်ပြောင်းလဲနေကြောင်း PDF တက်များအနေဖြင့်စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးတိုက်ပွဲဝင်ရန်ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်းတော်လန်ရေးအောင်ပွဲရရှိရေးဆက်လက်တိုက်ပွဲဝင်ကြရန်တိုက်တွန်းပြောဆိုပါသည်ပြည်သူ့ကာကွယ်ရေးတက်မတော် PDF က တတိုင်းပြည်လုံးတိုင်းတာနဲ့ခြုံငုံပြီးစစ်စင်ရေးနယ်မြေတွေဖွဲ့စည်းဆောင်ရွက်ထားသလိုစနစ်ကျတဲ့ဖွဲ့စည်းပုံအုပ်ချုပ်ပုံတွေနဲ့ပြည်သူတက်မတော်ဖြစ်အောင်စ조사အကောင့်ထဲပေါ်နေတာကိုတွေ့နေရပါသည်နှစ်ပေါင်းများစွာတိုင်းပြည်ကိုနှိမ်ကျစေပြီးနိုင်ငံသူနိုင်ငံသားများကိုစည်ရဲရင်းနှက်စေတဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့ပြည်သူကာကွယ်ရေးတက်မတော်ဟာပြည်သူတွေကပောက်ခွာလာတဲ့ပြည်သူသားကောင်းများအဖြစ်ပြည်သူအသက်အိုးအိမ်စည်းစိမ်ကိုအကာအကွယ်ပေးဖို့တန် နီးထန်ချထားကြလိမ့်မယ်လို့လည်းယုံကြည်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်က၄နှစ်ပြည့်မြောက်ချိန်မှာရခိုင်နှစ်တွေကထက်ပုံမူလုံနိုင်စွမ်းပြည့်တုံ့ညလာတာကိုလည်းတွေ့ရတယ်။စီရေးစွမ်းရည်၊စီယုံရည်စွမ်းရည်၊အုတ်ချုပ်ရည်စွမ်းရည်ပြည့်မီတဲ့တပ်မတော်တရက်အဖြစ်တိစောက်ထားနိုင်တာတွေ့ရလို့လေးစားကုန်ယူတယ်ဟု EUG ဝန်ကြီးချုပ်ကပြောဆိုပါသည်။ ။ဤသူကာကွယ်ရေးတပ်မတော်သည်အမျိုးသားညီညွတ်ရေးအစိုးရ၏လက်အောက်တွင်တည်ရင်ပေါင်း316ရင်းဖြင့်ဖွဲ့စည်းထူထောင်ထားပြီးဖြစ်ကြောင်းဝန်ကြီးကြီး၄နှစ်ပြည့်အစီရင်ခံစာတွင် ထုတ်ပြန်ထားပါသည်။နာဂလန်မှာရှိတဲ့ Weather Theological College မှာကျန်းစာပွဲတင်တန်းကိုတက်ရောက်မြန်မာပြည်သူ6ယောက်ဖမ်းဆီးခံရ။နာဂလန်မှာရှိတဲ့ Weather Theological College မှာကျန်းစာပွဲတင်တန်းကိုတက်ရောက်ခဲ့ပြီး အဲ့ဒီမှာ2023ခုနှစ်ကတည်းကနေထိုင်ခဲ့ကြတဲ့မြန်မာနိုင်ငံ6ရောက်ဖမ်းမိခဲ့သည် သူတို့ဟာ အားလက်ရက်မှာတော့သူတို့ကစီလီဂူရီမြို့ကိုအចောင်းကတခြားအိန္ဒိယနဲ့နီပေါ်အចောင်းသားတွေနဲ့အတူအုပ်စုသုံးစုခွဲတွားရောက်ခဲ့ကြတာဖြစ်ပါပြီး ပထမတစုမှာတော့ចောင်းသား၉ယောက်ပါဝင်ပြီးအဲ့ဒီထဲမှာတန်လျက်ဖြစ်ပွဲမြန်မာနိုင်ငံသား၃ယောက်ပါဝင်နေတာဖြစ်ပြီးသူတို့နီပေါ်ဘက်ကဟာပီလန်ဒဗန်ချူပါကာကိုချက်ကူးဖို့စူးစမ်းချိန်မှာဖမ်းမိခဲ့တာဖြစ်ကနိုင်ပိုင်းကြာမှာပဲနောက်အုပ်စုနှစ်စုကကျန်တဲ့၃ယောက်ကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။နာဆာကဥက္ကဋ္ဌရုရှားမဟာမျိုးချစ်အောင်ပွဲအခမ်းအနားတက်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရမော်စကိုမြို့ရင်ပြင်နီမှာကျင်းပမဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်ခမ်းနာကိုတက်ရောက်သွားမယ်လို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားပါသည် ချစ်ကြည်ရေးခရီးစဉ်ကတော့မကြာမီရပ်ပိုင်းအတွင်းသွားရောက်မှာဖြစ်ပြီးခရီးစဉ်အတွင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာမဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှင့်ရှစ်ဆက်ပြည့်အခမ်းအနားနှင့်ဆက်ဆက်အခမ်းအနားတွေတက်ရောက်သွားမှာဖြစ်ပါသည်အဲ့ဒီအပြင်အခမ်းအနားကိုတက်ရောက်လာတဲ့နိုင်ငံကောင်းဆောင်တွေနဲ့တရားတွေ့ဆုံဆွေးနွေးတာတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနဲ့ပြည်သူတွေအကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါသည်အလားတူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဇနီးဒေါ်ဂျူဂျူလာကလည်းရုရှားနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌမစ္စ ဗလင်တီနာမက်ဗီယန်ကိုနဲ့တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်းထုတ်ပြန်ချက်အရသိရပါသည်။ခီးစင်မှာတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေအစိုးရအဖွဲ့ဝင် ဝင်ကြီးတွေနဲ့အစိမ့်မြင့်အရာရှိကြီးတွေလိုက်ပါသွားမယ်လို့လည်းသိရပါသည်။အာဖဂန်နစ္စတန်မှာလည်းဆေးအဖွဲ့ကိုတာလီဘန်တွေကတိုက်ထုတ်နိုင်ရဲ့အတွက်ကူညီမယ်လို့ရုရှားပြောအာဖဂန်နစ္စတန်နိုင်ငံနဲ့ဝင်ရောက်လှုပ်ရှားနေတဲ့ အစ္စလာမစ်နိုင်ငံတော်ရစီအဖွဲ့ကိုတိုက်ထုတ်ရေးအတွက်တာလီဘန်အာဏာပိုင်တွေထံသို့ရုရှားကူညီသွားမယ်လို့အာဖဂန်ဆိုင်ရာ မော်စကို အထူးတန်တမန်က မေလာနှစ်ရက်မနေ့ကပြောကြားခဲ့ပါသည်အစ္စလာမစ်နိုင်ငံတော်ခေါ်စနေစေစားဖွဲ့ဟာ မော်စကိုနဲ့ကပူးတို့ရဲ့ပုံရံသူဖြစ်တယ်လို့အာဖဂန်နစ္စတန်ဆိုင်ရာရုရှားတန်အမတ်ဟောင်းဇာမီယာကာဘူလော့ကပြောကြားခဲ့ပါသည် ISIS ရဲ့အာဖဂန်နစ္စတန်ဝါရီတွေကိုတိုက်ထုတ်နိုင်ဖို့တာလီဘန်တွေရဲ့ကြိုးစားမှုကို မြင်တွေ့ရလို့ကျေးဇူးတင်မိပါတယ်လို့ကာဘူလော့ကရုရှားအာဘော်သတင်းအေဂျင်စီနဲ့အင်တာဗျူးမှာဆက်လက်ပြောကြားခဲ့ပါတယ်။အထူးဖွဲ့စည်းပုံလမ်းကြောင်းတွေကနေတဆင့်အာဖဂန်အာဏာပိုင်တွေကို ကျွန်တော်တို့အကောင်းဆုံးကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်လို့လည်းကတိပြုခဲ့ပါတယ်။အနှစ်နှစ်ဆက်ကြာစစ်ပွဲအပြီး2021ခုနှစ် ်ပေါ်ဂိုလာကအာဖဂနစ္စတန်နိုင်ငံထဲမှအမေရိကန်ဥဆောင်တဲ့အနောက်အုပ်စုတပ်ဖွဲ့တွေကတောင်းကနင်းနဲ့ရုတ်သိမ်းသွားခဲ့ပြီးနောက်တိုင်းပြည်အာဏာရယူလိုက်တဲ့တာလီဘန်အစိုးရကိုလက်ရှိမှာအတိမတ်ပြုတဲ့နိုင်ငံဆိုလို့အနေချင်းသာရှိပါသေးတယ်တရဝင်းအစိုးရတရက်အနေနဲ့အတိမတ်ပြုတဲ့ခြေလှမ်းအဖြစ်ရုရှားကပြီးခဲ့တဲ့လမှာတာလီဘန်တွေကိုမော်စကို ရေးဆွဲထားတဲ့အကြမ်းဖက်အဖွဲ့အစည်းင်းထဲမှာဖယ်ရှားပေးခဲ့ပါတယ် အဲ့ဒီစီးရင်ထဲမှာတာလီဘန်တွေကိုရုရှားက2003ခုနှစ်ကတည်းကထည့်သွင်းထားခဲ့တာဖြစ်ပြီးအထက်ပါကာဘူလောရဲ့သဘောထားမှတ်ချက်တွေဟာ မော်စကိုနဲ့ကဘူးတို့အကြားမကြသေးမီနှစ်တွေအတွင်းတိတိတသာထိတွေ့ဆက်ဆံလာမှုကိုမိမောင်းထိုးပြပေးခဲ့ပါတယ် ပြီးခဲ့တဲ့နှစ်ကလည်းအကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်တာလီဘန်တွေဟာရုရှားရဲ့မဟာမိတ်ဖြစ်တယ်လို့သမရဗလာဒီမာပူတင်က ပြောကြားခဲ့ပြီးဖြစ်ပါတယ်။အိန္ဒိယနဲ့ဆက်ဆံရေးတင်းမာနေစဉ်ဒုံးကျည်ဆန်းသတ်မှုပါကစ္စတန်ပြုလုပ်ပြီးခဲ့သည့်လအတွင်းကက်ရှမီးယားဒေသ၌ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မှုတရက်ကိုအကြောင်းပြု၍အိန္ဒိယအိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးတင်းမာနေချိန်တွင်ပါကစ္စတန်နိုင်ငံက ဘလစ်စတစ်ဒုံးကျည်တစ်စင်းစမ်းသပ်ပစ်လွတ်ခဲ့ကြောင်းမေ3ရက်သတင်းများတွင်ရေးသားတင်ပြထားသည်။အက်စတာလီမြရှိအဆိုပါဒုံးကျည်စနစ်ကိုမေ3ရက်တွင်ပစ်လွတ်စမ်းသပ်ခဲ့ရာအကွာဝေးကီလိုမီတာ450မိုင်နရာ80ခန့်အထိရောက်ရှိခဲ့ကြောင်းပါကစ္စတန်စစ်ဘက်ကသတင်းထုတ်ပြန်ထားသည်။အိန္ဒိယနိုင်ငံဂျမူးနှင့်ကက်ရှမီးယားဒေသတို့၌ဧပြီ22ရက်တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း26ဦးသေဆုံးခဲ့ရပြီး18ဦးဒဏ်ရာများရရှိခဲ့ပါသည်။အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါကစ္စတန်နိုင်ငံသားအကြမ်းဖက်သမားများပါဝင်ပတ်သက်နေကြောင်းအိန္ဒိယနိုင်ငံကဆွဆွဲထားရာနှစ်နိုင်ငံဆက်ဆံရေးဆိုးဆိုးရွားရွားကျဆင်းလျက်ရှိပါသည်။အဖဂါလီဒုံးကျည်စနစ်စမ်းသပ်မှုပြုလုပ်ခဲ့သည့်နေရာကို ပါကစ္စတန်စစ်ဘက်ကထုတ်ဖော်ပြောကြားခြင်းမရှိပေ တို့ရာတွင်ပါကစ္စတန်စစ်ဘက်သည်ဒုံးကျည်စမ်းသပ်မှုများကိုအိန္ဒိယနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသောနေရာများတွင် လုံလေးမရှိဘဲအာရေဘီယန်ပင်လယ်ဒေသသို့မဟုတ်ဘလူးချီစတန်ပြည်နယ်တဲကန်နာရဒေသများပတ်စီသို့သာပြစ်လွတ်စမ်းသပ်လေရှိသည်အိန္ဒိယနှင့်ပါကစ္စတန်တို့သည်ဗြိတိရှလက်အောက်မှလွတ်လပ်ရေးရပြီးနောက်ပိုင်းပိုင်ဆိုင်ခွင့်အငင်းပွားခဲ့သည့်ကက်ရှမီးယားဒေသကိုအကြောင်းပြု၍စစ်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပူပါသည် ားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။